။ဒါဒီလိုအတွင်းမြင်ပတ်သက်တာတပည့်တော်ဝါဒနာပါခဲ့ရင်ဒီနေ့တရားဖြစ်ပါတယ်။အဲဒီတော့အဲဒီမှာတပည့်တော်ဂျာနီဝယ်ဖတ်ခဲ့တာကျမကြီးဂျာနီရှိတယ်။နိုင်ငံတကာကြီးကဂျာနီရှိတယ်။နောက်မနှောမယဂျာနီရှိတယ်။ဘာဖြစ်ဖြစ်အဲဒီဇီယာနေပြီးတော့မှဂျာနီရောင်းတဲ့ဆိုင်ရဲ့ဒီထွက်ရှိရနေတာအတိုင်းတပည့်တော်အဲတပတ်တပတ်နေပြီပေါ့လေအဲဂျာနီဝယ်ရဲ့ဂျန်ကူက3000 4000 ငွေကြီးအဖြစ်3000 4000တန်ဖိုးလောက်ရှိပါတယ်။အဲတခါတလေမှာဒီဖြစ်စဉ်ကြီးထူးခြားဖြစ်စဉ်ကြီးပါတဲ့နိုင်ငံတကာနိုင်ငံတကာရေးရပြည်ရေးရလို့ကိစ္စမျိုးကြီးများတဲ့ဒီဂျပန်ဆိုရင်တပည့်တော်ဂျာနယ်လို9000 6000လို့ဒီတပည့်တော်ဝယ်ရတဲ့အနေအထားရှိပါတယ်။အဲ့ဒီအချိန်မှာဖြစ်နေပြီးတော့ဂျာနယ်လို့တင်စီထားတဲ့တန်ဖိုးရှိတဲ့ဆောင်းပါးတွေတပည့်တော်ကတ်ကင်းကြိုက်တဲ့ဖိုင်လွှဲထားတယ်။အဲ့တော့တပည့်တော်ဖိုင်လွှဲတဲ့အကြောင်းအရာတွေပါနေလို့ဆိုရင် ဒီနိုင်ငံတကာကြီးရပြည်တွင်းကြီးရ organic ဆိုင်ကြီးနောက် business ပတ်သက်တဲ့ဒီကိစ္စတွေเนาะသိပ္ပံတွေပတ်သက်ပြီးစကြဝဠာထူထောင်မှုဆိုင်တာနာဆာရဲ့ဒီဆောင်းပါးတွေတချို့တတိယဒါလေးတွေသိသိပြီးတော့ဖန်ခွင့်လာရှိပါတယ်အဲ့တော့ပြောချင်တာကတော့တတိယတော့ကဒီသိပ္ပံတွေပတ်သက်တဲ့ရုပ်ပိုင်းဆိုင်တာစကြဝဠာကိုတစ်ဖက်ကလေးလာတယ်ဘုရားတာဝန်နဲ့ပတ်သက်တဲ့ဒီနတ်ပြည်မာကြီးနတ်ပြည်ချုပ်ထက် ဗမာပြည်နဲ့ထင်ဗမာပြည်နဲ့ဆက်အပယ်လေးပုံနေရှိတာပေါ့အဲအဲ့ဒီဟိုအကြောင်းအရာကြီးနဲ့ပတ်သက်နေတပြီးတော့အလွတ်မပြေးဘဲနဲ့တာယူဆူတော့ပြီးတော့မှလေ့လာခဲ့ရရှိပါတယ်ဒါဥမာဆိုရင်တော့ဒီရုရှားမှာစိုက်ဘီးရီးယားကဒီမြေရင်းတူးပြီးတော့မှဒီအတန်ကြီးထွက်လာရင်ငရေပြည်ရဲ့အစမအတန်ကြီးညာလာဆက်ပြီးဒီလိုဆောင်းမလေးတပြီးတော့ပြုပြင်နေရှိပါတယ်နောက်တခြားတော့ ဒီလူငယ်တွေစိတ်ဝင်စားရခီးစားဆံပြားတဘာဝလူလူဒါအလုံးအပြောဆိုရင်ထူကြတဲ့ကိစ္စမျိုးတွေလည်းတပည့်တော်စိတ်ဝင်စားတယ်ဒါမှတစ်ဆင့်အဲ့ဒီမှာအပိုင်းနှစ်ပိုင်းအပိုင်းနှစ်ပိုင်းဘယ်လိုတွေ့လဲဆိုတော့ကျမကြီးကြာနေတပည့်တော်ခလိုက်တဲ့အခါမှာတပည့်တော်တွေတွေ့တော့ရဲ့နှလုံးကြီးကျမကြီးမကောင်းတာလေးလေဖြတ်တာလေးတလုံးကလုံးဖြစ်နေတာရည်လို့တော့မရနိုင်ဘူးအလုံးဖူတာလေး အများကြီးအခက်ကြီးရှိကြတယ်။ဒါပေမဲ့ဒီကျန်းမာရေးဂျာနယ်မှာဘာကြီးပါလာလဲဆိုတော့တပည့်တော်လူမိဖို့ကြောင့်မှာတုံးနေတဲ့နေ့စဉ်စူပေါ်ကြောင့်တီးခံအပါမဖြစ်စက်တွန်ပြီးစက်တွန်ပြီးငရုတ်တီးဂျင်းစနုံးစတဲ့ပြင်ဒါမျိုးလေးတွေကိုစနေနေ့ချာမိဝဲနေတောင်ယောဂအရင်လုံးဝမဖြစ်နိုင်တာတွေ့ရတယ်။ဒါရီဒေါက်တာကြီးပါရမီရေးတဲ့ဒါဆောင်းပါးကြီးဖြစ်တယ်။နောက်အတူချုပ်ဘယ်အောင်ဆိုင် ဘာမှဖြစ်ဘူးဘယ်အောင်ဆိုင်းဘာပြောက်ဘူးဒါလေးတွေတွေ့ရတဲ့အခါမှာအတပီတော့စဉ်းစားမိတယ်ပြီးတော့ကားလို့ရောတာမရှိဘူးအကျန်ကရောလိုက်စားခဲ့တယ်ဖြစ်တယ်စတဲ့ကလူတက်စင်ကပြီးတော့မိုင်ထွန်ပြီးတယ်ဒါအာဂါရမတယောက်ဖြစ်တယ်မီတာ9000တစ်ကောင်မာရသွန်တပီတော့လူတားကြီးတနည်းတနည်း9မိုင်ကမပြေးရနိုင်ပြီးတော့လူအမီနီဘူးပေါ့လေအတပီတော့ကလူလုတ်ခဲ့ရဲ့ဒီအာဂါရမတယောက်လည်းဖြစ်တဲ့အခါကျတော့တပီတော့အရင်မတော့ဆေးလေးမတော့ကိုင်ရအောင်စား အာဟာရဖြစ်တာကိုစားတယ်။ကိုနဲ့မတည်တာကိုမစားဘူး။အတွတော့တញင်းသီးလို့ဟာဘူးပြီးတော့စားမိရင်မကောင်းဘူးဆိုတာသိရဲ့။တို့တော့နှစ်သက်လို့စားမိရင်အရှိဖြစ်လေးဟာပါတယ်။တပည့်တော်တို့နေ့စဉ်စားတဲ့ကျတုန်ညီဖြူကြီးနေငရုပ်စားတဲ့ဒါကိုကို့ရဲ့တွေ့ရှိရဲ့ကို့ကီးနေကို့ကို့အထာနေကြည့်စတဲ့နေရစားမယ်လမ်းလျှောက်မယ်ရေတောက်လိုက်မယ်ဆိုရင်ရင်နွေးချမ်းတောက်လိုက်မယ်ဆိုရင်ဒီအစိတ်ကဒါ ပြီးပြောင်းသွားတဲ့အနေအထားဆိုတာမျိုးပြီးတော့ဒါလေးတွေ့ရှိရတယ်ဒါကြောင့်အဲ့ဒီမှာမာတွေ့လေဆိုတော့ဩဒီလိုစာဖတ်ပြီးတော့ဘုဒ္ဓတာအများကြီးတူပြီဟာတလောကလုံးတက်ရှိကျမ်းမှာပြီးတော့အနာမျိုး96ပါးကင်းရှင်းပြီးတော့တန်တရားမှာအကောင်းမဲ့ပုံကူကြီးဖြစ်နေပါလားပြီးတော့တွေ့ပြီဒါဟာဘာလဲဆိုရင်စာဖတ်ခြင်းရဲ့အကျိုးဘုဒ္ဓတာလိုက်စားခြင်းရဲ့အကျိုးဆိုတာတပြီးတော့တွေ့လာတယ်ဩကောင်းလိုက်တာမိဘကြီးကြီးပြန်လိုက်တာ ပဝင်းကျင်ကကိုယ်ဆောင်းလျှောက်ပြီးတဲ့အိမ်ကြီးရင်ကျူးရှင်ကိုငါကျူးတန်တာငါကတော့ကျမ်းမာနေပါလားငါကတော့မကျမ်းမာတဲ့လူကြီးအများကြီးပဲပြောကျမ်းမာအောင်ဘာလုပ်အောင်လဲဆိုတော့ကျမ်းမာအောင်လုပ်ရလွယ်လွယ်လေးပဲလမ်းလျှောက်နဲ့ရေတောက်နဲ့စီမချန်နေနဲ့ဝင်းမချန်နေနဲ့ကျက်တွင်ဖြူနေခြင်းမျိုးစနုံးဒါလေးတွေနဲ့လောကကြီးကပြီးနိုင်ပါလားဆိုပြီးတော့တွေ့တော့ပြီးတော့စိတ်လည်းမကောင်းဘူးဒါနဲ့ပတ်သက်လို့လေ ကိုဘလူများအဲ knowledge sharing လုပ်ရမလဲဆိုတာတွေကိုတနည်းတနည်းအဲ့မှာတနည်းခွဲကြတယ်ဂျာနယ်တွေလည်းအများကြီးပဲကိုကကျမ်းမာအောင်ဘလူနေပါဆိုရဲအနှစ်ချုပ်ပြီးတော့တပီတော့မိတ်ဆွေပြီးဖြစ်နေကြပြာရေးဖြစ်တယ်ကျမ်းမာဘူးဘာမှခက်ဘူးဗျာလွယ်လွယ်လေးပဲကျွန်တော်တို့ဘာကြောင့်ကျမ်းမာနေလူကြီးဖြစ်ပေါ်နေလဲမသိဘူးမကျမ်းမာတဲ့လူကြီးတွေ့ရင်တပီတော့စေနာမရှိတော့ဘာဖြစ်လို့လဲဆိုတော့သူအတော့မကျမ်းလို့မကျမ်းမာလို့ပဲတပီတော့မှတ်လိုက်ကြတာ တပီတော့ဒါပေမဲ့နောက်အချက်တွေကတော့ရှိပါတယ်ဒါတော့ကျေပြန့်မြေလောကရဲ့ဝိကျွေးတွေရှိမယ်အမ်မတိရင်းတွေရှိမယ်နောက်တစ်ခါဒီဘီဘီဟာတွေရှိမယ်စသဖြင့်ဒါမျိုးလည်းတပီတော့နားလည်လာတဲ့အခါမှာအဲ့တော့ခွင့်မလွတ်ရတော့လည်းပဲခွင့်လွတ်ရမယ်အတိုင်းအတာတွေရှိရပါလေလားတပီတော့သိလာတယ်အဲ့ဒါနဲ့ဘုဒ္ဓတ္တဆိုတာအင်မတန်လိုပါတာ knowledge sharing ဘုဒ္ဓတရားကိုဖန်တီးဖို့လိုတယ်။လိလာဖို့လိုတယ်။နောက်ဘုဒ္ဓတရားကိုဖြန့်ဝေဖို့လိုတယ်။မတိရသူတွေကိုပြောပြဖို့လိုတယ်။ Not only sharing and cooperation ။ဒါကြောင့်ဒီ video ကဒီ Not only sharing လို့ဟာ sharing လို့ဟာပူပေါင်းဆောင်ရွက်မှုကြီးလိုရလားဆိုတော့တပည့်တော်ဒါပထမဆုံး KSC ဆိုတဲ့သကလုံးတပည့်ရပါတယ်။ရပြီးတဲ့နောက်မှာ creation တပည့်တော်တို့က ဒီဘုဒ္ဓကအရင်ပြောက်ကပြောလို့တဝကဖြန်းလို့ရတယ်ဆိုပေမဲ့ဒါနဲ့လည်းမပြီးဘူးတယောက်ချင်းရဲ့ဘုဒ္ဓတရားကမကောင်းဘူးတကယ်ရင်းမြောက်ဖြန်းတယ်မိတ်ဆွေမြောက်ဖြန်းတယ်သုံးယောက်ဖြန်းတယ်အစုဖွဲ့ဖြန်းတယ် group ဖြစ်တယ်တယောက်ချင်းရဲ့ဒွိခေါ်ရင်အတွင်းမြင်ပြီးပေါင်းပြီးတော့အရုပ်တွေအဲစုပြီးပေါင်းဆက်ပြီးတော့မှမြောက်ပြီးပဲတိခွေပန်းကြီးမှုတွေတည်းဒီဘုဒ္ဓတာမန်ရရဲ့အချက်လက်ကြီးတာ ငါတို့ကလုံနေဆိုရင်အော်ဂိုင်းရဒီလိုနဲ့မျိုးတိုးတက်လာရပါလားအဲသူတို့ကောင်းနေတော့ပညာရှိတာဒီလိုနဲ့ပဲဘဝတန်မြာကိုဖြတ်တန်းနေရပါလားတပည့်တော်ရရှိတဲ့အခါမှာဒီ CSC creation ဆိုတဲ့စကားလုံးတစ်ပြည့်အဲ့မှာဆက်ရမုံလာမှာတပည့်တော်ကြားတယ်နောက်မြောက်တယ်ဆက်ရမှာချက်တပည့်တော်တောင်းထမ်းဆောင်ကြမှာဒါရခဲ့တယ်နောက်နောက်မြောက်တိုင်း ်စစ်တမ်းစစ်တမ်းကြုံမှာအဲ့လိုအန္တရာယ်အဆင်ပါလေပြီးတော့ဒုတိယဘုံကြီးနေတယ်အန္တရာယ်ဒုတိယဒီခုနဦးကြီးရရှိပြမန်တောင်းနေတဲ့ဆောင်းနေတဲ့ကံတာပေါ့နော်ဆာရဲပုံဖက်ဖြစ်တယ်ဒီသားကအဝေးရောက်တဲ့ခံပြီးလာနေတော့ပြီးတော့ဒီစီးနေဒီသားကအယုံနေအဲ့မှာခဏလေးပေါ့ဟိုကင်းဝေးပြီးတော့သူကတော့သူ့ကိုအတိုင်းတိုင်းကိုမှာဟိုဆပ်ပုတ်ဒီကိုလုပ်နေတာပေါ့အဲ့ဆာပုံဖက်ဖြစ်တယ်အဲ့ဒီစကလုံးဟာ TSC creation ဆိုတဲ့ တကယ်လို့ဘုဒ္ဓဖြန့်ဝေစွာစံသစ်တီထွင်ပူပေါင်းပါဆိုရဲအဲစကလုံးဆောင်ဖို့ဒီလိုအရာရတာဖြစ်ပါတယ်အဲ့ဟာကရန်ကုန်ရောက်လာတဲ့အချိန်မှာမြို့ရဲဟာဒီလိုအရှိန်တယောက်နဲ့ဒီလိုကုမ္ပဏီဖွဲ့ခဲ့ပြီငါဒီလိုစကလုံးနဲ့ကုမ္ပဏီလုပ်နေတယ်ဆိုပြီးတော့မှာဒီလို KSC Creation Company Limited ကို2016ပြီးတော့ ီတော့ဖြစ်နေဖြစ်ပါတယ်။ကောင်းပါပြီ။ဦးဇင်းတို့ KS ရဲ့ biography ကိုမြင်လိုက်တာ16မိနစ်တော့ရှိပါတယ်။16မိနစ်ဒါကကွန်မန့်ပိုင်းကြီးလွှတ်ပါလေ။ဟုတ်တယ်ပါတယ်ပါ။ဆိုတော့ဂါကြီးဦးဝင်းထွေးဟုတ်ပြီ။ဒီနှစ်ခုမွေးတာလေ။ပြီးတော့1960တော့။ဟော60တော့ 63ဘယ်နှလပိုင်းလဲအဲ30လေးလား63 30လေးလား63ဟုတ်ဦးဇနဲ့တနေ့နီးပါးတော့ကြီးရအောင်တင်ပါတင်ပါ10လားကြီးရအောင်တင်ပါရှင်အဲဦးဇနဲ့တော့နေ့ရက်နှစ်လားနီးတင်ပါဆိုင်တော့64ကောင်းပြီအဲဒီကကြီးဝင်ထွေးရဲ့အခုဒါတွေ့ရတဲ့အဲသဘောရဆိုတော့တကယ်ကိုစေကောင်းနဲ့လုပ်ထားတာပါတင်ပါရှင်ဦးဇနဲ့ကဒီကနေ့ဘယ်နေဟောတယ် အတဟောရဲလို့အတဟောရဲလို့နာဟောရဲဆိုတာသူ့မှာကဆက်ဆက်မှုရှိတယ်တင်ပါဘယ်စဘယ်ညာလာတယ်တင်ပါဒါဆိုရင်ဒါနတိုက်ကအဆက်တည်းရှိရပြီးတော့ဒါနဲ့မဆိုင်ဘူးမဆိုင်ဘူးဒါပေမဲ့ခုနကပေါ့စိတ်ဓာတ်မြင့်အကြံပေးဆွေးနွေးခြင်းအားတနာဟီမှဒကာကြီးရဲ့ရရှိမယ်ဘူးရတတော်တပည့်တော်ဒါယူခြင်းလို့လုပ်တာပေါ့တပည့်တော်ပေးခြင်းလို့လုပ်တာဟုတ် inspire you အဲ့ဒါလေအခုသာဦးဇင်းကကြတော့ဒီကဟိပေးခြင်းနဲ့